ဖား6កောင်ပုံပြင်တခါတုန်းကနက်နက်စောစောအချိန်မှဖား6កောင်အစာထွက်အစာရှာထွက်လာကြတယ်အစာရှာကြရင်မထင်မှန်ပဲရေတွင်ရေတွင်ပြတ်တစ်ခုတည်းကိုဖား6កောင်စလုံးပြုတ်ကျသွားတယ်ဒါပေမဲ့ကံကောင်းထောက်မှစွာနဲ့ရေတွင်ထဲမှာရေတွေရှိနေသေးတော့ဖားတွေတေကံမရောက်အသက်မပြောင်းကြရဘူးဖား6កောင်လဲအကူကြီးရလို့ရညာကဲပါယူပါတဆာဆာအောင်းနေကြတော့ရေတွင်တဲမှာ ဖားသံတွေနဲ့ဆူညမ်းနေတာပေါ့ဒီလိုနဲ့អော်ရတာမောတဲ့အခါအော်တန်နေရွက်ရင်တိတ်ဆိတ်ငြိမ်သက်သွားကြတယ်ဘာတန်မှမကြပဲတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာပထမဖားစီကအတန်ထွက်လာတယ်ငါတို့တော့ဒီတွင်တဲကလွတ်မှမဟုတ်ပါဘူးကဲမဲ့သူလည်းမရှိဘွားကတော့ဆုံးပါပြီညီတော်ရင်စိတ်ပြက်လက်ပြက်ငိုကြွေးနေကြတယ်ဒုတိယဖားကတော့ငိုနေတဲ့ပထမဖားကိုငိုမနေပါနဲ့ကွာဘဝဆိုတာနေတတ်ရင်ကျင်းတ်เสียကွာ ငိုးမနေနဲ့ရောက်ရရက်မှပျော်ပျော်နေအချိန်တန်ရင်ဒီနေရာကလွတ်မှာပါကွာငိုးမနေနဲ့အခုနှစ်သိမ့်ရင်တချင်းတွေကိုပျော်ရှင်စွာဆိုးနေကြတယ်တတိယဖားကတော့မိုးနှံမင်းကိုတိုင်တယ်ရင်ဆူတောင်းနေတယ်မိုးနှံမင်းကြီးကဲပန်းမိုးရွာချပေးပါမိုးရွာမှရေတွင်းတဲ့ရေတွေပြည့်ပြီးကျွန်တော်မျိုးတို့လွတ်မြောက်ခွင့်ရမှာဖြစ်ပါတယ်ကျွန်တော်မျိုးတို့လွတ်မြောက်တဲ့အခါမိုးနှံမင်းကြီးကိုအရင်ကထက်တိုးပြီးပူဇော်ပါသပါမယ်ဟု တတွတ်တွတ်နဲ့တိုင်တဲစုတောင်းနေတယ်စတုတ်စတုတ်ထဖားကတော့အပြစ်တွေပဲတင်းနေတယ်ဒီနေ့အစာရှာထွက်မလာခဲ့ရင်ကောင်းသံဒီကောင်တွေနဲ့လိုက်လံမိတာငါတော့အမှန်ဖျားသခင်ကလည်းငါတို့ဖားတွေကိုအတောင်ပံတွေဖန်ဆင်းပေးထားရမှာဒါမှငါတို့ဖားတွေဘယ်နေရာသွားသွားအဆင်ပြေမှာပေါ့ဟုတလောကလုံးကိုအပြစ်တွေချီတင်းနေတယ်ပစ္စမဖားကတော့ငြိမ်သက်စွာစဉ်းစားနေတယ်အပေါ်ကိုတွေ့တတ်ရင်ကောင်းမလားတွေ့တတ်လို့လဲငါအစွမ်းနဲ့ရောက်နိုင်ပါမလား တွေ့တက်လို့ပြုတ်ကြရင်ဟိုဖားတွေငါ့ကိုလောင်ရည်ကြမှာပဲတွေ့တက်လို့မအောင်မြင်ပဲနယံနဲ့ရိုင်းမိရင်သေသွားနိုင်တယ်ဒီအတိုင်းကဲမဲ့သူကိုစောင့်မျှော်နေရင်ကောင်းမလားဟုစဉ်းစားနေတယ်ဒီလိုနဲ့ဖားငါးကောင်ဟာငိုတဲ့ဖားကငိုတချင်းဆုတဲ့ဖားကဆိုစူတောင်းတဲ့ဖားကတောင်းစဉ်းစားတဲ့ဖားကစဉ်းစားရင်သူတို့အလုံးရဲ့အဖို့ဖြစ်စမမ်းမြောက်ဆက်ထမမ်းမြောက်ဖားကိုတရိယာလို့ကြီးတဲ့အခါရေတွင်းထဲမှာမရှိဘဲပြောင်းနေတာကိုသတိထားမိကြတယ် ဘယ်ရောက်သွားပါလိမ့်အားလုံးဝိုင်းရှာနေကြတဲ့အခါမဆောက်လာတဲ့ရေတွင်းပြက်နေရန်ရဲ့ခမ်းမြင့်မြင့်တနေရာမှာရှိတဲ့ကြောက်စံတစ်ခုပေါ်ကိုစူးစမ်းတက်ရင်အပေါ်ကိုလည်းမရောက်အောက်ကိုလည်းမကြဘဲတန်လန်းဖြစ်နေတဲ့စထမမြောက်ဖားကိုတွေးလိုက်ရတယ်ဟာဒီကောင်တော့ပြုတ်ကြသေးတော့မှာပဲဟေးပြန်စင်းခဲ့ကွာမင်းမတက်နိုင်ဘူးမဖြစ်နိုင်တာတွေမလုံးနဲ့ဒီကောင်ကိုကိုကိုအထင်ကြီးနေတယ်သူကသူရဲကောင်းများထင်းနေလားမသိဘူး အယူကောင် ပြုတ်ကြတော့မယ်ဟာဟာဟာသူ့ဘာသာပြုတ်ကြတာအေးမကြည့်ဘူးငါအပေါ်ပြုတ်ကြရင်ငါပါသေးနေအောင်မယ်လွတ်ရချောင်းနေမှဟုဝေဖန်တန်တွင်မျိုးမျိုးပင်းနေပေမဲ့စထမမြောက်ဖားကတော့တွေ့တက်ဆဲကြောက်ဆုံးပေါ်ကို ရှိသမျှအားတွေ့ကိုတုံးရင်အမီးရတက်လိုက်ပြီးကြောက်ဆုံးပေါ်မှာမောဖြီးနေလိုက်တယ်အောက်ကဖားငါးကောင်လဲပါဇက်တွေညောင်းတဲ့အခါပြစ်တင်ဝေဖန်တန်တွေတိတ်ဆိတ်သွားသလို့ စထမမြောက်ဖားကိုလည်းဂယုတဆိုင်နဲ့မကြည့်ဖြစ်တော့ပဲသူတို့လုံနေကြပုံစံတည်းအတိုင်းဟိုတဲ့ဖားကငိုတချင်းဆုတဲ့ဖားကဆိုစူတောင်းတဲ့ဖားကတောင်းစဉ်းစားတဲ့ဖားကစဉ်းစားပြန်လုံရင်စထမမြောက်ဖားဆက်တက်နေလန်းအပေါ်ရောက်လာ ပြုတ်ကြလန်းသတိမထားမိကြတော့ဘူးဒီလိုနဲ့အချင်းတွေကုန်းလာရင်ညနေနေဝင်ချိန်ရောက်လာပါတော့တယ်ရေတွင်းထဲမှာအလင်းရောင်နှဲလာသလိုကဲမဲ့သူများပေါ်လာလိမ့်မလားမျောလင်းချက်နဲ့ ရှေတွင်ဝါစီမှန်းမြော်ကြည့်ရင်ကဲပါယူပါဖားတွေအော်ဟစ်အကူကြီးတောင်းကြပြန်တယ်အဲ့ဒီလိုအော်ဇံတွေနဲ့ရေတွင်ထဲမှာဆူညမ်းနေတုန်းရှေတွင်ထဲကိုမြွေကြီးတကောင်ဆင်းလာပါတော့တယ်အော်နေတဲ့ဖားတွေလည်းအတန်တိတ်သွားသလိုဒီတခါတော့သူတို့ဘဝတွေလမ်းဆုံးသွားပြီဖြစ်ကြောင်းမျောလင်းချက်မဲ့စွာစောက်တရမရဖြစ်သွားပါတော့တယ်မြွေကြီးလည်းတဖြည်းဖြည်းနီးကပ်လာသလိုဖားတွေလည်းသိချင်းတရားကိုမငင်းဆန်လို့တော့ပဲမျက်လုံးတွေမှိတ်ချလိုက်ပါတော့တယ် ဟေးတငယ်ချင်းတို့ငါချလိုက်တဲ့နွယ်ကျုံးမိရဲ့လမ်းမိရဲ့မြေမြန်တက်လာကြဟေးမောင်းမောင်းတော့မယ်အထပ်ပါအတန်ကိုကြာတော့ရေရဲတဲကဖားတွေလဲအောဝန်တာမှုတွေနဲ့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါရေတွင်းထဲသူတို့ထင်တဲ့မွေကသူတို့ရဲ့တငယ်ချင်းစရမမြောက်ဖားချပေးတဲ့နွယ်ကျိုးဖြစ်နေတာကိုတွေးလိုက်ရပါတော့တယ်ဖားတွေလဲဝန်တာပျော်ရွှင်သွားကြရင်နွယ်ကျိုးကို တွေ့တဲ့ကရေတွင်းရေတွင်းထဲမှလွတ်မြောက်သွားကြတယ် ူတို့အားလုံးကိုကဲတဲ့စထမမြောက်ဖားကိုကျေးဇူးတင်စကားတွေပြောလို့မဝတယ်လို့စထမမြောက်ဖားရဲ့ဇွဲလုံးလာဝရိယနဲ့စူးစမ်းအားထုတ်မှုတွေကိုလည်းချီကျူကွန်ပျူစကားပြောဆိုကြရင်တချင်းများတံပြိုင်သီဆိုကပျော်ရှင်စွာနဲ့အိမ်တို့ပြန်သွားကြပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲတင့်ဘွားမှာအခက်ခဲပြဿနာတွေနဲ့ကြုံတွေ့ရတဲ့အခါပထမအဖားလိုစိတ်ဓာတ်ကျလွယ်ဘဝကိုအရှုံးပေးလွယ်တဲ့သူမဖြစ်ပါစေနဲ့ဒုတိယအဖားလိုဘဝကိုရေစုံမျောသလိုဘဝကိုအလေးနက်မရှိမဖြစ်ပါစေနဲ့ တတိယဖားလိုကိုယ့်ရဲ့စွမ်းစားကိုမထောမထုတ်ဖို့ပဲသူတပားအပေါ်မိခိုးသူမဖြစ်ပါစေနဲ့စတုထဖားလိုစူးစားလိုစိတ်မရှိအဆိုးမြင်စိတ်တွေနဲ့အပြစ်မြင်လိုသူမဖြစ်ပါစေနဲ့ပစ္စမဖားလိုမိမိကိုယ်ကိုယုံကြည်မှုမရှိပဲတွေးဝေသူမဖြစ်ပါစေနဲ့ဘဝမှာအောင်မြင်ခြင်းဆရမဖားလိုကြောက်ဆုံးမှပြုတ်ကြတော့မယ်အနေထားလိုစူးစားရမယ်အောက်ပြုတ်ကြရင်သိမယ်အသေးခံမလားအောင်မြင်သူအဖြစ်ရက်တိမလားအင်းကြီးမှမိဆွဲလောင်တဲ့အခါချက်ချင်းငိမ့်တတ်ဖို့ အာသွန်ခွန်ဆိုင်စ조사သလိုမျိုးနေ့ရက်တိုင်းမှာ조사မှုတိုင်းမှာဇွဲလုံးလဝရိယအပြီးနဲ့အာသွန်ခွန်ဆိုင်조사အားထုတ်မှုရှိရမယ်ဘယ်သူတွေဗာပြောနေနေဘယ်သူတွေဘလို့ပဲဝေဖန်မှုတွေဘယ်လောက်ပဲရှိနေနေယုံကြည်ရလမ်းကိုစိတ်ထက်ခိုင်မာစွာအောင်မြင်အောင်ရောက်လမ်းရမယ်မိမိကိုယ်ကိုမြင်အားနဲ့ချက်တွေပြင်ရင်ဘဝမှာအောင်မြင်သူတွေဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်